ကဘာပေါ်မှာရှိတဲ့လူတွေပြောကြတဲ့ဘာသာစကားတွေထဲမှာဘယ်ဘာသာစကားကလူသုံးအများဆုံးလဲလို့မေးလိုက်မယ်ဆိုရင်တရားမှာ69ယောက်ကအင်္ဂလိပ်ဘာသာစကားလို့ပြောကြမှာတေးကြပါပဲ။ဒါပေမဲ့တကယ်တမ်းစီးရင်စရာတွေနဲ့တိုက်ကြည့်တဲ့အခါမှာတော့ကဘာလူပြောအများဆုံးဘာသာစကားကအင်္ဂလိပ်ဘာသာစကားမဟုတ်ဘူးဆိုတာကိုထူးဆန်းစွာနဲ့တွေ့ရှိခဲ့ရပါတယ်။ဒီထက်ပိုအံ့ဩစရာကောင်းတာကတော့ကဘာလူပြောအများဆုံးဒုတိယနေရာမှာရပ်တည်နေတဲ့ဘာသာစကားကလည်းအင်္ဂလိပ်ဘာသာစကားမဟုတ်နေခဲ့တာပါပဲ။ ဒါဆိုရင်ဘဲဘာသာစကားလူပြောအများဆုံးဖြစ်ပြီးထိတ်ဆုံးမှဖြစ်နေရလဲအင်္ဂလိပ်ဘာသာစကားရောဘာကြောင့်ပထမနေရာမှာဖြစ်နေရလဲဆိုတာကိုဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်တကယ်တော့ရုပ်ရှင်တွေစာအုပ်တွေသချင်းတွေနဲ့နိုင်ငံတော်တော်များများရဲ့သင်ယူတွေမှာတွေ့ရတဲ့အင်္ဂလိပ်စာကကမ္ဘာလူပြောအများဆုံးဘာသာစကားမှာတော့တတိယနေရာမှာရှိနေရပဲဖြစ်ပါတယ် ကဘာပေါ်မှာလူပြောအများဆုံးဘာသာစကားအဖြစ်နံပါတ်1နေရာမှာရပ်တည်နေတာကတော့ Mandarin လို့ခေါ်တဲ့တရုတ်ဘာသာစကားပဲဖြစ်ပါတယ်။မန်ဒရင်းဘာသာစကားကိုကမ္ဘာပေါ်မှာရှိတဲ့လူပေါင်းတန်း920ကျော်လောက်ကပြောကြရပဲဖြစ်ပါတယ်။ဒုတိယနေရာမှာရှိနေတဲ့ဘာသာစကားကတော့စပိန်ဘာသာစကားပဲဖြစ်ပြီးလူပေါင်းတန်း460လောက်ကပြောကြတဲ့ဘာသာစကားတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီရေအတွက်တည်းကမိခင်ဘာသာစကားနဲ့ပြောတဲ့သူတွေကိုပဲရေအတွက်ထားတဲ့ရေအတွက်ဖြစ်ပါတယ်။ တကယ်လို့တကယ်ပါလုံးကအင်္ဂလိပ်ဘာသာစကားပြောတဲ့သူတွေကိုရေတွက်မယ်ဆိုရင်တော့တိတိမမ5ဘီလီယံကျော်နဲ့ပထမနေရာမှာရပ်တည်နေမှာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းမိခင်ဘာသာစကားကပဲပထမဘာသာစကားဖြစ်လို့ဒီလိုနည်းနဲ့တွက်မယ်ဆိုရင်တော့အင်္ဂလိပ်ဘာသာစကားအဆင့်3နေရာမှာရှိနေပါတယ်။ကမ္ဘာပေါ်မှာအင်္ဂလိပ်ဘာသာစကားကိုမိခင်ဘာသာစကားနဲ့သုံးတဲ့နိုင်ငံတွေကများပါပဲ။ဘာကြောင့်ပထမနေရာမရရလဲဆိုတာကိုလေ့လာကြည့်လိုက်ရအောင်နော်။ ပထမဆုံးအနေနဲ့ Mandarin တရုတ်ဘာသာစကားကဘာကြောင့်နံပါတ်1နေရာကိုပိုင်ဆိုင်နေရတာလဲဒီလိုပထမနေရာကိုပိုင်ဆိုင်ရတဲ့ခိုင်မာတဲ့အကြောင်းပြချက်ကတော့တရုတ်နိုင်ငံရဲ့ကြီးမားတဲ့လူဦးရေကြောင့်ပဲဖြစ်ပါတယ်တရုတ်နိုင်ငံဆိုရင်လူဦးရေ1.4ဘီလီယံကျော်ရှိတဲ့ကမ္ဘာပေါ်မှာလူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့အပြင်မန်ဒရင်းဘာသာစကားကတရုတ်ပြည်ရဲ့တရားဝင်ဘာသာစကားပဲဖြစ်ပါတယ်။ ပထဝီဆုံးမှုမှုအရဆိုရင်လည်းမန်ဒရင်းဘာသာစကားကိုတရုတ်ပြည်မှာကြီးထိုင်ဝမ်နဲ့နိုင်ငံရဲ့ခြားမှာရှိတဲ့တရုတ်တိုင်းဝိုင်းနေရာပါပြောဆိုကြရပဲဖြစ်ပါတယ်ဒီအချက်တွေကြောင့်ပဲမန်ဒရင်းဘာသာစကားကအင်္ဂလိပ်ဘာသာစကားလိုတကဘာလုံးမှာပြန့်နှံ့မှုမရှိတာအောင်မှပဲမိခင်ဘာသာစကားပြောတဲ့သူတွေရဲ့ပြောဆိုမှုအများဆုံးဘာသာစကားဖြစ်တဲ့ရက်တီနေရာပဲဖြစ်ပါတယ်။ဒါဆိုဒုတိယနေရာမှာရက်တီနေရဲ့စပိန်ဘာသာစကားကရောဘာကြောင့်အင်္ဂလိပ်ဘာသာစကားထက် ပိုလူပြောများနေရလဲ။ ဒါကဘာဖြစ်လို့လဲဆိုရင်တော့ကိုလိုနီခေတ်မှာ Spain Empire က Latin America တခွင်မှာ Spain ဘာသာစကားကိုဖြန့်ကျက်ခဲ့လို့ပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ခေတ်မှာဆိုရင် စပိန်ဘာသာစကားကနိုင်ငံပေါင်း20ကျော်ရဲ့တရားဝင်ဘာသာစကားဖြစ်လာပါတယ်။စပိန်ဘာသာစကားကို စပိန်၊မက္ကဆီကို၊အမေရိကအလဲပိုင်းနဲ့တောင်ပိုင်းတွေမှာအနှံ့အပြားပြောဆိုနေကြတာပဲဖြစ်ပါတယ်။ ်အထူးသဖြင့်လက်တင်အမေရိကမှာရှိတဲ့စပိန်စကားပြောနိုင်ငံအများစုကခလေးမွေးဖွားနှုန်းမြင့်မားလာတာကြောင့်အချိန်ကြာလာတဲ့အမျှစပိန်ဘာသာစကားကိုမိခင်ဘာသာစကားအဖြစ်ပြောဆိုသူတွေပိုပိုများလာတာပဲဖြစ်ပါတယ်ဒါကြောင့်လဲစပိန်ဘာသာစကားကအင်္ဂလိပ်ဘာသာစကားကိုကျော်ပြီးကမ္ဘာပေါ်မှာဒုတိယလူပြောအများဆုံးဘာသာစကားဖြစ်လာပဲဖြစ်ပါတယ်။ဒါပေမဲ့ဘာလို့လူတော်တော်များများကအင်္ဂလိပ်ဘာသာစကားကိုလူပြောအများဆုံးဘာသာစကားလို့ခံစားနေရလဲ။ အဖြစ်ရတော့ရှင်းပါတယ်အင်္ဂလိပ်ဘာသာစကားကစီးပွားရေးတန်တမာခင်းချင်းရေးဖျော်ဖြေရေးတွေမကပဲပညာရေးအလုပ်အကိုင်နဲ့ခရီးသွားလာခြင်းတွေအတွက်ပါအရေးပါတဲ့ဆက်သွယ်ပြောဆိုစရာစကားတစ်ခုဖြစ်နေရကြောင်းပဲဖြစ်ပါတယ်ဒါအပြင် အင်္ဂလိပ်ဘာသာစကားကကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုရှိပြီးဒုတိယဘာသာစကားအဖြစ်နဲ့သင်ယူကြလို့ပဲဖြစ်ပါတယ်။ အင်တာနက်နဲ့မီဒီယာတွေရုပ်ရှင်တွေနဲ့နိုင်ငံတကာပွဲမျိုးစုံတွေမှာလည်းအင်္ဂလိပ်ဘာသာစကားကိုအဓိကထားပြီးဆက်သွယ်ပြောဆိုကြတာကြောင့်ကမ္ဘာပေါ်ကအပြောအများဆုံးဘာသာစကားကအင်္ဂလိပ်စာဖြစ်တယ်လို့ခန့်စားနေရတာပဲဖြစ်ပါတယ်အင်္ဂလိပ်ဘာသာစကားကမိခင်ဘာသာစကားမှာနံပါတ်1မဟုတ်ပေမဲ့လည်းကဘာတဝမ်းလုံးမှာဒုတိယဘာသာစကားအဖြစ်အသုံးအများဆုံးနဲ့ဩဇာအရှိဆုံးဘာသာစကားဆိုတာကလည်းညင်းမရတဲ့အမှန်တရားတစ်ခုပဲဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားကမိခင်ဘာသာစကားပြောသူတွေထဲမှာနံပါတ်1နေရာဖြစ်လာနိုင်လားဆိုရင်တော့ဖြစ်လာနိုင်ခြင်းနည်းပေမဲ့လည်းကဘာလုံးဆိုင်ရာအလွှမ်းမိုးမှုကတော့ဆက်ပြီးကြီးထွားနေမှာပဲဖြစ်ပါတယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုထပ်ပြီးတော့သိချင်တဲ့ဆိုရင်တော့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့နဲ့နော်။နောက်ဗီဒီယိုလေးမှာဆက်တွေ့ကြမယ်နော်။